ျမဘာနဲ့မဆိုကျင်းဆိုပါရဲအခုပြောပြမယ့်အကြောင်းကတကယ်ဖြစ်ခဲ့တာပါတကယ်ပါဒီလိုမဖြစ်ကျင်ခဲ့ဘူးလို့ဆူတောင်းမိတယ်တကယ်တော့အဲ့ဒီလမ်းသွယ်တွေကတိုးတောင်းတဲ့လမ်းကိုဘာလို့များဖြတ်သွားခဲ့မိပါလဲညတကောင်နေပါလောက်မှာအိမ်ပြန်လမ်းရှောင်နေတာလမ်းတွေကဗလာချင်းနေတဲ့ကျမဖနက်တန်နေပဲအကွဲနေတဲ့လမ်းခင်းပေါ်မှာတစ်ဖြက်ဖြက်ထွက်ပေါ်နေတယ်အမိုက်ပုံဘေးကဖြတ်သွားရင်အမိုက်အိတ်တွေကတကုတ်ကုတ်ထွက်နေတာကိုတွေ့လဲရတယ်အစားကတော့အမိုက်တစ်ခုလိုပဲထင်ခဲ့မိတယ်ဒါပေမဲ့တခြားကြည့်လိုက်တော့အယုတ်တယုတ်ဖြစ်နေတယ် တာမန်ချိုးပဲ့နေတဲ့အယုံမဟုတ်ဘူးမကြသေးခင်ကနာမည်ကြီးနေတဲ့လာပူပူအယုတ်ပဲသူအမွေးတွေကညှက်ပတ်ပြီးအညိုရောက်ပြီးကြံထားသလိုရက်ပေါင်းများစွာမွေးရီစိုးနေသလိုပဲကျမခန္ဓာကိုယ်ထဲကအယိုးတစ်ချောင်းတိုင်းကလမ်းဆက်လျှောက်သွားဖို့အော်ပြောနေတယ်ဒါပေမဲ့ဘာကြောင့်မှမသိစူဇန်ကျင်စိတ်လားမိုင်မဲမူလာကျမအဲ့ဒီအယုတ်ကိုလှမ်းယူလိုက်တယ်အမွေးတွေကအစီပြန်ပြီးစုံစွတ်နေတဲ့ကော်စောကိုထိမိတယ်လို့ပဲ ကျွန်မတော်အံ့ရင်လာတယ်။ဒါပေမဲ့အယုတ်ကိုလက်မအောင်မှညက်ပြီးလမ်းဆက်လျှောက်လာခဲ့တယ်။လာပူပူရဲ့ဖန်လိုမျိုးလုံးတွေကထူးဆန်းတဲ့ခံစားချက်တခုပြီးနေတာကိုလစ်လို့ရှိလို့မရဘူး။အိမ်ပြန်ရောက်တော့ဖုန်းမိလာတယ်။ဘာမှမတွေ့ပဲကျွန်မဖုန်းကင်လိုက်တာ။ကျွန်မတငယ်ချင်းခလရဲ့အခန်းပေါ်ကဖုန်းထဲမှာငိုနေတယ်။စတိစတိခလမရှိတော့ဘူး။လင်းပြက်ကျသွားတယ်။ဘာလို့လဲ။ကျွန်မအုံနောက်ကအလုတ်ရက်သွားတယ်။ခလအလေတန်းကလေးကကျွန်မရဲ့အချစ်ဆုံးတငယ်ချင်းကျွန်မရဲ့တဝက်လွတ်တောင်ပြောလို့ရတဲ့သူ ဒီလိုပဲရုတ်တရက်ပျောက်သွားတယ်။အဲ့ဒီနောက်ပိုင်းတိတ်မမတ်မိတော့ဘူး။တကားကိုတော့ကပ်ပြီးဖုန်းကိုတနေရာမှာပြစ်တင်ထားလိုက်တယ်။ရင်ဘတ်ထက်ကနာကျင်လာတဲ့အထိငိုခဲ့တယ်။တစ်ချိန်ချိန်မှာခေါင်းကိုဖတ်ထားရင်သတိလစ်သွားတယ်။ဘယ်အချိန်လဲဆိုတာမမတ်မိတော့ပေမဲ့ကျမနိုးလာတော့ဖြုတ်တော့တဲ့ရေသံတစ်ခုကိုကြားလိုက်တယ်။အစကတော့ TikTok video တစ်ခုခုကို laptop မှာဖွင့်ထားမိတယ်လို့ထင်မိတယ်။ဒါပေမဲ့မဟုတ်ဘူး။ကျမအခန်းကမှောင်မှိုက်ပြီးတိတ်ဆိတ်နေတယ်။ရေသံကထက်ချလာတယ်။ဖြည်းဖြည်းချင်းခေါင်းလေးကြည့်လိုက်တော့ လာဘူးဘူးအယုတ်ကကျမညစပွဲပေါ်မှာထိုင်နေတယ်ဒါပေမဲ့ကျမအဲ့ဒီနေရာမှာမထားခဲ့တာပါလို့အကျဉ်းဆိုပါတယ်သူ့ဖန်မျက်လုံးတွေကအမောင်ထဲမှာတောက်ပနေပြီးပါဇက်ကလှုပ်နေတယ်ချုပ်ရိုးတွေကအဆိုးဆွတ်နေတဲ့အထည်တွေလိုဆွဲဆက်နေသလိုပဲပြီးတော့ဖန်ခွဲတွေနဲ့တတ်ထုတ်တွေကိုပုတ်တိုက်နေသလိုမျိုးကြောက်စရာအတန်နဲ့သူကတူတူလေးပြောတယ်စတိငါနဲ့ကစားကြင်လားကျမအော်လိုက်ပြီးမယ်အတန်အထွက်မလာဘူးလေเจ้าကပိတ်သွားသလိုပဲထားလိုက်ခြင်းပေမဲ့ကိုလုံးကလေးလံပြီးဖိထားသလိုပဲအယုတ်ကတစ်ချက်လှုပ်တယ် နောက်တစ်ချက်ထပ်လုပ်တယ်ပြီးတော့ညာသပွဲဘော်ကနေပြုတ်ကျပြီးဖုံးကော်အတန်လိုကြောက်စရာအတန်နဲ့ကျမ်းပြင်ပေါ်ပြုတ်ကျလာတယ်သူ့ခြေလက်တွေကကျိုးနေတဲ့တုတ်တွေလိုမတိကျစွာကိုင်းနေပေမဲ့သူကကျမစီကိုဖြတ်ခနဲတွားသွားလာတယ်ဝမ်းမနေပါနဲ့မကြခင်မင်းသူမနဲ့တွေ့ရလိမ့်မယ်ကျမအယုတ်ကိုကန်ထုတ်လိုက်ပြီးနောက်ဆုံးမှအတန်ထွက်လာတယ်ဟူသွားဝီဝီသွားဖုံးရင်ကြောင့်ဟိုဘက်မှာဖုံးချောင်းဟိုဘက်မှာဒါပေမဲ့အယုတ်ကပိုကြီးလာတယ်ကျမရှိမှတဲ့သူ့ခန္ဓာကိုယ်ကဆန့်ထွက်လာပြီး အယိုးတွေကကျိုးကြအမွေးတွေကစုပ်ဖြဲကိုလုံးကအိမ်မဆိုးတွေကခောက်ရုပ်ကွေးရုပ်လိုလိမ့်ကြလာတယ်စက္ကမိုင်းအတွင်းမှာအယုံမဟုတ်တော့ဘူးအေယာမသရဝတကောင်ဖြစ်သွားတယ်သူ့ခေါင်းကမျက်နှာချက်ကိုဖြိလို့နေပါပဲလက်သေးတွေကနယံကိုစက်ကိုလိုဟတ်ထဲထိုးဖောက်နေတယ်သူ့အပြုံးကအခုဆိုရင်မမျှတစွာပြေးလန်နေပြီးမျက်နှာကကွဲထွက်အောင်ပွင့်ထွက်နေတယ်ကျမအေယာဘောကနေတတိမလက်စွာပြုတ်ကြပြီးအခန်းထောက်ကိုပြန်ဆုပ်သွားတယ်နှလုံးခုန်တန်ကပောက်ကွဲတော့မလိုပဲသူမကမင်းကိုစောက်နေစတိ့ အဲ့လိုသူကသူ့ရဲ့ဟင်းသားလိုအတန်နဲ့ကျွန်မကိုပြောတယ်။အဲ့ဒီအတန်ကခွေရင်တရာလောက်ရဲ့အစာငန်းတဲ့နေကိုတခါတည်းထပ်ထားသလိုပဲသူ့သားတွေကိုကြည့်ရင်အေယာမအယောက်ကကျွန်မစီကိုခုံဝင်လာတယ်။လက်သွေးတွေကကျွန်မရင်ပတ်တဲ့ကိုဟတ်ထဲချစ်လိုက်တယ်။သွေးတွေကကြမ်းပြင်ပေါ်ဖျက်ကနေထွက်လာတဲ့အတူကျွန်မအော်လိုက်တယ်။ဒါပေမဲ့အယောက်ကကျွန်မခြေထောက်ကိုဖမ်းဆွဲပြီးဆွဲထုတ်သွားတယ်။ကျွန်မကတင်းငယ်တဲ့တားကောင်လိုရုန်းကန်ရင်လွတ်မြောက်ဖို့ကြိုးစားခဲ့တယ်။ထွက်ပေါက်မရှိဘူးစတိအဲ့လိုအတန်ကကျွန်မနားထဲမှာတိုက်ရိုက်ထွက်လာတယ်။ ကျွန်မလှည့်ကြည့်လိုက်တော့အီယာမအယုတ်ကကျွန်မအထက်မှာယက်နေတယ်။ရင်ဘက်ကအသက်ရှူကြက်တလို့တက်လိုက်ဆင်းလိုက်ဖြစ်နေတယ်။သူကဖြည်းဖြည်းချင်းကျွန်မအဆင်ထိငုတ်လာပြီးမျက်နှာကိုကျွန်မမျက်နှာနဲ့လက်မအနှဲငယ်အကွာမှာထားတယ်။သူ့အသက်ရှူတန်ကပုတ်တိုးနေတဲ့အသားနဲ့လိုပဲ။လင်းရင်ပြတ်ကြတဲ့အခါသူမអော်ခဲ့တယ်စတိ။မင်းလည်းအဲ့လိုអော်ခြင်းလား။ကျွန်မခန္ဓာကိုယ်တစ်ခုလုံးအေးဆက်သွားတယ်။ငါ့ကိုလှုပ်ဆန်းအဲ့လိုငိုရင်းနဲ့អော်လိုက်ပြီး သူ့ရင်ဘက်ကိုလက်သေးနဲ့ထိုးနှက်လိုက်တယ်။သူကရဲတယ်။ အဲ့ဒီရေတံကကျမဦးကောင်းကိုပြေးအောင်လှီးလိုက်တယ်လို့ပဲပြီးတော့သူ့လက်သက်ကိုကျမရင်ပတ်တဲ့တိုက်ရိုက်ထိုးသွင်းလိုက်တယ်။နာကျင်မှုကအရန်ပြစ်ထန်ပြီးတကယ်သေတော့ပြီလို့တော့ထင်မိတယ်။ကျမအသက်ချူလိုက်ပြီးနိုးလာတယ်။အိယာဘောက်ကနိုးလာတော့ချွေးတွေဆူရွှဲနေပြီးနှလုံးခုန်တံကဘုံတံလိုပဲရင်ပတ်ကနာနေပြီမဲ့ဒဏ်ရာမရှိဘူး။တစ်စက္ကန့်လောက်အိမ်မဆိုးတစ်ခုပဲလို့ထင်မိတယ်။ဒါပေမဲ့ကျမကြည့်လိုက်တော့လာပူပူအယုတ်ကညသပွဲပေါ်မှာကျမကိုမျက်နှာမူပြီးအပြုံးနဲ့ထိုင်နေတယ်။အရင်ညမှာ ခတ်ပြီးတော့အိတ်မပြောခဲ့ဘူးနေထွက်လာတာနဲ့လက်တွေတုံရင်အဲ့ဒီအယုတ်ကိုအိတ်ထဲထည့်ပြီးတိုက်ခန်းထဲကပြေးထွက်လာခဲ့တယ်လူတွေကကျမကိုယူးနေတယ်လို့ထင်ရင်တော့ဂယုမဆိုင်တော့ဘူးအဲ့ဒီလမ်းသွဲကိုပြန်သွားပြီးအယုတ်ကိုအမိုက်ပုံနဲ့ပြစ်ထည့်လိုက်တယ်ပြန်ထွက်လာရင်နောက်ဆုံးတစ်ခါလမ်းသွဲဘက်ကိုလှည့်ကြည့်လိုက်တယ်ဒါပေမဲ့လာဘူးအယုတ်အစားမင်းကလေးတယောက်ကိုတွေးလိုက်တယ်သူမကအမိုက်ပုံသားမှာစူးစမ်းတဲ့မျက်လုံးတွေနဲ့ယက်နေတယ်အဲ့ဒီအချိန်မှာခံစားမှုတစ်ခုကိုခံစားလိုက်ရတယ်မဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူး အဲ့လိုတိုးတိုးလေးရေယွင်းရင်အရှိကိုအပြေလွာတိုးသွားလိုက်တယ်။သူမကအယုတ်ကိုလှမ်းယူပြီးရရနာတစ်ခုလိုဖတ်ထားတယ်။ပြီးတော့လမ်းလျှောက်ထွက်သွားတယ်။ဟေးဟေးအဲ့ဒါကိုထားခဲ့သံအဲ့လိုကျမကအော်ပြီးယူးနေတယ်လို့လက်တွေဝှေ့ရမ်းလိုက်တယ်။သူမကလမ်းဖြတ်ကိုရင်ကျွန်တော်ကိုဇဝေဇဝါနဲ့ပြန်ကြည့်တယ်။ရုတ်တရက်ဘန်းဆိုတဲ့အတန်နဲ့တူဘတ်ကတတိကဘယ်ကမှမသိပဲဟွန်တီးရင်ဝင်တိုက်လိုက်တယ်။အဲ့ဒီအတန်ကိုကျမကောင်းနေကဘယ်တော့မှမဖြောင့်နိုင်တော့ဘူး။ ။သူမကလွန့်ထွက်သွားပြီးလမ်းပေါ်ကိုပြုတ်ကြကမလုတော့ဘူး။အယုတ်ကသူမလက်ထဲမှာလွတ်ထွက်ပြီးရေမြောင်းထဲကိုလိမ့်ကျသွားတယ်။ကျွန်တော်အသက်ရှူလို့မရတော့ဘူး။လူတွေက OHP 911ကိုဖုန်းခေါ်ရင်အပြေအရွာရောက်လာကြတယ်။ကျမကတော့အဲ့ဒီမှာတုတ်တုတ်မလုပ်ပဲရက်နေမိတယ်။အဲ့ဒီအချိန်ကစပြီးကျမအမှန်တရားကိုသိလိုက်တယ်။လာဘူဘူးကကြောက်စရာအယုတ်တိယုံမဟုတ်ဘူး။သူကချိန်သာတက်နေတယ်။ကျွန်တော်မျက်လုံးနဲ့တိုက်ဆုံမှုတွေကိုနှစ်ခါမြင်ခဲ့ရတယ်။ပထမဆုံးခလော့နောက်တော့အဲ့ဒီတနာစရာမင်းကလေး သူကလူတွေကိုရွေးချယ်နေတာလားကျမတို့ရဲ့အသက်ကိုစုပ်ယူနေတာလားမသိဘူးကျမသိတာကအဲ့ဒီအယုတ်ကိုထပ်မထီတော့ဘူးအကယ်၍မင်းသာအဲ့ဒီအယုတ်တရုတ်ကို လမ်းမှာတွေ့ရင်မကောက်နဲ့ပြေးပါပြေးနိုင်သမျှသာအများဆုံးပြေးပါစာပနာရေလုပ်ငန်းလုပ်တာကတိတ်တော့ဆွဲဆောင်မှုမရှိဘူးလူတွေကဒီအလုပ်ကိုစိတ်တက်ကြစရာအုံမိုင်းနေလို့ထင်ကြတယ် တို့ထင်တာလည်းမမှားပါဘူးဒါပေမဲ့ကျွန်တော်ကတည်ဆုံးမှုနဲ့နေ့စဉ်ရင်းနှီးနေတော့ဒါကအတမှန်လို့ဖြစ်လာတဲ့တခါတလေငြိမ်းချမ်းနေလို့တောင်ခံစားရတယ်တည်ဆုံးသူတွေကကျွန်တော်ကိုကြောက်စရာမလိုဘူးတို့ကမလုံနိုင်ဘူးမတိခိုက်နိုင်ဘူးအနည်းဆုံးအရင်ကတော့ကျွန်တော်အဲ့လိုပဲယုံကြည်ခဲ့တယ်အင်ကာနီမနက်မှာမင်းကလေးတယောက်ရဲ့ရုပ်အလောင်းကိုယူလာတဲ့အသက်က17နှစ်လောက်ပဲရှိမယ်ရေချိုးကန်ထဲမှာရင်းနှီးတည်ဆုံးခဲ့တာတဲ့သူ့ဖခင်ကိုယ်တိုင်ကရုပ်အလောင်းကိုပို့လာတာ ူးမျက်နှာကဖြူဖြော့ပြီးအစင်းမပါဘူးမျက်လုံးတွေကရက်ပေါင်းများစွာအိတ်မပြော့ခဲ့သလိုဖောင်းကားနေတယ်။ရော်အလောင်းအိတ်ကိုဖွင့်ကြည့်တော့လာဖို့ဖို့အယုတ်တရက်ကိုသူမလက်ပေါင်းထဲမှာတွေးလိုက်တယ်။သူမကဒီအယုတ်ကိုအယမ်းချစ်တယ်ဘယ်တော့မှလွတ်မချခဲ့ဘူး။အဲ့လိုပဲသူမဖခင်ကပြောတယ်။ဒီအယုတ်တွေရဲ့နာမည်ကြီးမှုကိုကျွန်တော်သိထားတော့ချက်ချင်းမှတ်မိလိုက်တယ်။မင်္ဂလိရဲ့မျက်နှာကရင်းနှစ်သေဆုံးသောသူတွေလိုဖောင်းကားပြီးနှုတ်ခမ်းတွေကမမှန်ကန်တဲ့အပြည့်အောင်အရေးထင်နေတယ်။တမရဲ့သွေးကြောတွေကရေဆုံနေတဲ့ဖြော့တော့တဲ့အရေးပြအောင်မှာထင်ရှားစွာပေါ်နေတယ်။ ပထမအကြီးမှတင်သူမကကျွန်တော်ကိုစိတ်မသက်မသာဖြစ်စေတယ်။အယုတ်ရဲ့အပြုံးကဒီစိတ်မသက်မသာဖြစ်မှုကိုပုံဆိုးစေတယ်။ကျွန်တော်ဒါကိုလစ်လို့ယူပြီးသူမရဲ့အချက်လက်တွေကိုမှတ်တမ်းတွေကမြေအောက်ခန်းထဲကရေခွက်ခန်းထဲမှာထားလိုက်တယ်။တကောင်ရလောက်မှကျွန်တော်အလုတ်ဆက်လုပ်တယ်။ညဘက်ဆိုရင်အငိမ့်ချမ်းဆုံးအချိန်ဖြစ်လို့ကျွန်တော်ညဘက်မှာပဲအလုပ်လုပ်တယ်။ရင်ခွဲစခွဲကသူမရဲ့ခန္ဓာကိုယ်အလေးချိန်အောင်မှာတကြွကြွညီနေတယ်။မိချောင်းတွေကခေါင်းထက်မှာတင်းငိမ့်စွာတုန်ခါမြည်တံထွက်နေတယ်။ဒါကကျွန်တော်ယဉ်နေနေတဲ့အတန်ပဲ ါပေမဲ့အဲ့ဒီညမှာအခန်းထဲကတိတ်ဆိတ်မှုကထူးဆန်းနေတယ်။လေတို့ကတိတ်တန်းပြီးလေးလံနေတယ်လို့ပဲကျွန်တော်မျိုးလုံးတွေကအခန်းထောင်းနေစီကိုတစ်ချက်တစ်ချက်လှမ်းကြည့်မိပြီးအရိတ်တွေလှုပ်နေတယ်လို့ထင်မိတယ်။တခါတလေရေသက်ကြတယ်လို့ဖျော့တော့တဲ့အတန်ကိုကြားနေရပေမဲ့ရေပိုက်တွေက၆တွင်နေတယ်။ပြီးတော့အဲ့ဒီကျိန်းစာတဲ့လက်ဘူးအယုတ် ကျွန်တော်အယုတ်ကိုစပွဲပွဲကထိုင်ကုန်ပေါ်မှာထားထားတယ်။ဒါပေမဲ့တစ်ချက်ကြည့်လိုက်တိုင်းသူ့ဖန်မျက်လုံးတွေကကျွန်တော်ထားခဲ့တဲ့နေရာမှာမရှိသလိုပဲကျွန်တော်ကိုလိုက်ကြည့်နေသလိုပဲအာယုံဆိုင်အဲ့လိုကျွန်တော်ကိုကုတ်ကိုရေရွတ်ပြီးလက်အိတ်ကိုဝက်လိုက်တယ်။ဒါပေမဲ့နေလို့ပဲအလုံးလုံးနေရင်ဒါအတိတစ်ချောင်းကိုတူလောင်ခဲထဲမှာထားခဲ့မိတာကိုသတိရလိုက်တယ်။ယူတော့ဖို့ထွက်သွားတော့စက္ကန့်30တည်းမပူဘူး။ဒါပေမဲ့ပြန်ရောက်လာတော့စပွဲပေါ်မှာဘာမှမရှိတော့ဘူး။မင်းကလေးရဲ့ရော့အလောင်းရော့အယုတ်ရော့ပြောက်သွားတယ်။ ကျွန်တော်ကြုံရုပ်တစ်ချက်အေးဆက်သွားတယ်။ကျွတ်သွားတဲ့အကောင်လုံးတင်းမှသွားပြီးမသိတဲ့ကြောက်ရွံ့မှုတစ်ခုကဝင်လာတယ်။ရင်ထဲမှာအုံငနဲ့ခံလာလိုက်ရတယ်။တမန်တိလောက်ဓာတိကင်တားရင်အသက်ရှူတာနေကမမှန်ကန်စွာထွက်ရင်ရက်နေမိတယ်။ဒါဘလို့လို့ဖြစ်နိုင်မှာလဲ။မင်းကလေးကနိုင်ပန်းများစွာတင်းနေပြီးပြီ။ကျမကလှုပ်လို့မရဘူး။ရုတ်တရက်ကြမ်းပြမမသွေးစွန်းနေတဲ့ခြေရာတွေကိုတွေးလိုက်ရတယ်။အဲ့ဒီခြေရာတွေကရင်ခွေးကန်းကထွက်သွားတာပဲ။နှလုံးခုန်တန်ကတိတ်ပြင်းထန်လာတော့ တတိလွတ်တော့မယ်လို့တောင်းထင်ရတယ်ကျွန်တော်ဗီဇာအားလုံးကပြေးဖို့အော်ရနေပြီပဲဖြည်းဖြည်းချင်းခြေရာတွေကိုလိုက်သွားမိတယ်ခြေရာတွေကအပေါ်တက်ကိုဥတီနေတယ်တလန်းပြီးတလန်းစီးကက်ကက်ခြေရာတွေကမိဖို့ကန်းထဲမှာပျောက်သွားတယ်ကျွန်တော်တကားပေါက်ကိုစုပ်ကင်ထားရင် အသက်ရှူဖို့ကြိုးစားနေရတယ်အဲ့ဒီအချိန်မှာအတန်ကြားလိုက်တယ်ချွင်ကနေချွက်ကနေဖုံကနေတယောက်ယောက်ကမိဖို့ကန်းထဲမှာညတကောင်မှာဖျူဖျက်လုံနေသလိုဒူးတွေထဲမှာအားမရှိတော့ဘူးဗီဇာအားလုံးကပြေးဖို့ အင်ကိုစွန့်ခွာဖို့ဘယ်တော့မှပြန်မလာဖို့ပြောနေတယ်။ဒါပေမဲ့ကျွန်တော်ခနာကိုကစန့်ကျင်ဘက်လှုပ်ရှားပြီးရှေ့ကိုဆွဲခေါ်သွားတယ်။ကောင်းကိုလိုက်တော့ကျွန်တော်သွေးတွေအေးခဲသွားတယ်။သူမရှိနေတယ်။ရင်းနဲ့အေးဆုံးခဲ့တဲ့မင်းကလေးကမိဘကံချမ်းပြုံပါမှာခြေထောက်နှစ်ဖက်ကိုခောက်ထားရင်ထိုင်နေတယ်။ရေကဲတက်တာတကားဖွင့်လာပြီးသူမစပင်တွေကပင်လည်းရေမော်တွေလိုမျက်နှာပေါ်မှာဖုံးအုပ်ထားတယ်။သူမလက်နှစ်ဖက်ထဲမှာစက်သားစိမ့်တစ်ပိုင်းကိုကင်ထားပြီးမမျှတစွာကိုက်ဖြတ်နေတယ်။ သွေးနဲ့ရောထားတဲ့အသားစားတွေကသူမပါဇက်မှာတွဲလဲခုန်နေတယ်။သူမရဲ့တရိတ်ဆန်ဆန်တဲ့ဝါးစားတန်ကလေထိုးထဲမှာဖုံးလွှမ်းနေတယ်။ကျွန်တော်လက်ထက်ကဓာသီးကကြမ်းပြင်မှာပြုတ်ကျသွားတယ်။တတ်ထုမြည်တန်လေးထွက်ပြီးသူမကဝါးစားတာကိုရက်လိုက်တယ်။အယိုးချိုးတန်လိုအတန်ထွေရင်သူမကခေါင်းကိုဖြည်းဖြည်းချင်းလှည့်လာတယ်။ကျွန်တော်ကမျက်နှာမူလိုက်တယ်။သူမမျက်လုံးတွေကသွေးတွေနဲ့ပြည့်နေပြီးတောက်ပနေတယ်။နှုတ်ခမ်းတွေကအပြုံးတန်တန်ဖြစ်လာပြီးသွားရည်နဲ့ပါဇက်တွေက သွေးတွေပြေကျန်နေတယ်သူမအနောက်မှာအယုတ်ကရေကဲတက်တောင်မိသားရင် အသက်ရှိနေတယ်လို့ယက်နေတယ်အဲ့ဒီမကောင်းဆိုးဝါးယုံအယုတ်ရဲ့အပြုံးကပိုကျတာတယ်ကျွန်တော်မလုံနိုင်အသက်ရှူလို့မရဘူးရုတ်တရက်သူမကပါဇက်ဖွင့်လိုက်ပြီးစွတ်စွတ်ပြီးဂလုံးဂလုံးမိသားနဲ့အတူတူတူလေးပြောတယ်ညာတိုင်းငါဝါရင်ဝါနေပြီမဲ့လေကြောင်းထဲမှာရေကိုခံစားနေရတော့မယ်အဲ့ဒီအချိန်မှာကျွန်တော်ပြူလဲသွားတယ်အော်ရင်နောက်ပြန်ဆုတ်လိုက်ပြီးကောင်တာနဲ့ပြုတ်ကျသွားတယ်အမြင်အယုံကဝေဝါလာပြီး ရေပတ်ထဲမှာတင်းကျပ်လာတယ်။နောက်ဆုံးမှတ်မိတာကသူမကလေးဘက်ထောက်ပြီးကျွန်တော်စီတွားလာနေတာပဲ။သူမလက်တွေကကျမ်းပြင်ပေါ်မှာသွေးတွေပီးကျန်စွန်းနေတယ်။ပြီးတော့အရာလုံးမှောက်မိုက်သွားတယ်။မျက်လုံးဖွင့်လိုက်တော့မနက်ခင်းနေအောင်ကမြေအောက်ကျမ်းပြင်ပြတင်းပေါက်ကနေထိုးပေါက်ဝင်ရောက်လာနေတယ်။ကျွန်တော်ကရင်ခွဲကန်းကျမ်းပြင်ပေါ်မှာလဲနေတယ်။မင်းကလေးကစပွဲပေါ်မှာပြင်ရောက်နေပြီးဖြူဖြော့ပြီးအသက်မရှိတော့ဘူးအယုတ်ကလည်းသူမရင်ဘက်ပေါ်မှာတက်တက်ရက်ရက်တင်းထားပြီးချိုးယူအပြုံးကအမြဲတမ်းတင်းမာနေသေးပဲအိမ်မဆိုးတခုလား အရင်မောလို့လားစိတ်ပြည့်စည်မှုကြောင့်လားကျွန်တော်စိတ်ကဖန်တီးထားလားလို့ထင်မိတယ်။ဒါပေမဲ့သူမမျက်နှာကိုတေချာကြည့်ဖို့ထားလိုက်တော့နဖူးပေါ်မှာချွေးသားတွေထွက်လာတယ်။သူမပါဇက်ထဲမှာသွားရီကြမှာကြက်သားစိမ့်ရဲ့အပိုင်းအစတွေတွဲလဲခုန်နေတယ်။လာပူပူအယုတ်ရဲ့မမျှတစွာချုပ်ထားတဲ့သွားရီပေါ်မှာလည်းသွေးတွေစောနေတယ်။ကျွန်တော်နောက်ပြန်ဆုတ်လိုက်ပြီးလဲချောင်းထဲမှာအန်ဂျင်စိတ်တက်လာတယ်။စိတ်ထဲမှာထွက်သွားအခုထွက်သွားလို့အော်နေပေမဲ့မထွက်နိုင်ခဲ့ဘူး။ သူမရဲ့ရုပ်အလောင်းကိုစွန့်ပစ်လို့မရဘူးသူ့မိသားစုက ကျွန်တော်ကိုယုံကြည်ထားကြတယ်အဲ့ဒီနေ့ကျန်တဲ့အချိန်တွေကမှုဝါဝါနဲ့ကုံဆုံးသွားတယ်။တခြားဖောက်တော်တွေလိုပဲသူမကိုရင်ခွဲပြီးပြင်ဆင်ခဲ့တယ်။ဒါပေမဲ့လက်တွေကအရန်တုတ်ကနေတော့ကရိယာတွေလွတ်ကြတော့မလို့ဖြစ်နေတယ်။တစ်ချိန်လုံးသူမမျက်လုံးတွေကကျွန်တော်ကိုစိုက်ကြည့်နေတယ်လို့ခံစားရတယ်။တခါတလေသူမမျက်တောင်ခတ်လိုက်တယ်လို့တောင်ထင်မိတယ်။အဲ့ဒီညကလေးက၃ညလောက်ကြာပြီးကျွန်တော်အိတ်မပြောခဲ့ဘူး။မျက်လုံးမိတ်လိုက်တိုင်းသူမကို မိဖို့ကန်းထဲမှာစတားစင်းကိုဝါးစားနေရင်သူမရဲ့တည်ဆုံးနေတဲ့မျက်လုံးတွေကတောက်ပနေရကိုမြင်အောင်နေတယ်။လာဘူးအယုတ်ရဲ့ရေတန်းကျွန်တော်နားမလည်တဲ့ဇကားတွေကိုတူတူလေးပြောနေတာကိုကြားရတယ်။မနေ့ကသူမဖခင်ကသူမရဲ့စာပနအခန်းအနားကိုဖိတ်ဖို့ဖုံးဆက်လာတယ်။ကျွန်တော်မသွားခဲ့ဘူး။ဖျားနေတယ်လို့အကြောင်းပြခဲ့တယ်။သူမကိုထက်မြင်ရတဲ့တတိမရှိခဲ့ဘူး။သူမရဲ့တည်ဆုံးမှုကတာမန်မတော်တဆမှုတစ်ခုလို့မယုံတော့ဘူး။လာဘူးအယုတ်ကဒီထဲမှာတခုခုနဲ့သက်ဆိုင်နေတယ်လို့ကျွန်တော်သေချာယုံကြည်နေတယ်။ ကျွန်တော်တူမလေးရဲ့မွေးနေ့အတွက်လက်ဖူးဖူးအယုတ်တယောက်ကိုဝယ်ခဲ့တယ်။သူမကထူးဆန်းတဲ့အယုတ်တွေကိုဆွဲလန်းနေကလေးအများစုကိုအောင်ငိုစီမဲ့ကြောက်စရာအယုတ်တွေမျိုးလုံးပြုတ်ထွက်နေတဲ့ရုပ်ထုတွေအယိုးစုပုံစံအယုတ်တွေကိုသဘောကျတယ်။ထူးဆန်းရင်သူမလိုချင်တဲ့ online မှာအကန့်အသတ်နဲ့ထုတ်ထားတဲ့လက်ဖူးဖူးအယုတ်ကိုတွေ့တော့မွေးနေ့လက်ဆောင်အတွက်ပြည့်ပြည့်စုံမယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့အထုတ်ရောက်လာတော့ကြည့်လိုက်ုံနဲ့အိတ်ဆက်သွားတယ်။အယုတ်ကတိတိလေးပဲအပြောင်အောင်အမွေးတွေနဲ့ဖုံးအုပ်ထားပြီးလက်နဲ့ထိလိုက်တော့အစီပြန်သလိုခံစားရတယ်။ သူ့ရဲ့အနက်ရောင်ခလုတ်မျက်လုံးတွေကတိတ်ကျပြီးတော့တောက်ပနေသလိုအမြဲဆူဆွနေတယ်။ဒါပေမဲ့အဆိုးဆုံးကတော့သူ့ရဲ့အပြုံပဲချိုရိုးတွေကမျက်နှာတစ်ဖက်ကနေတစ်ဖက်ထိမမျှတစွာပြေးလည်နေသလိုမျက်နှာကိုစုပ်ဖြဲထားသလိုပဲဟာဒီအယောက်ကမွေးနေ့လက်ဆောင်ထဲအိမ်မဆူဖြစ်စရာပဲအဲ့လိုကျွန်တော်ကတိုးတိုးလေးရေရွမ့်မိတယ်။ဒါပေမဲ့အထုတ်ထက်ထက်ပြီးအဲကန်းသေးကအစင်ပေါ်မှာထားလိုက်တယ်။ဒါကမတွေ့တော့ဘူးစူးစမ်းပြီးမဲ့မရဘူး။အဲ့ဒီညမှာဖုန်းကိုကြည့်နေရင်ထိတ်လန့်စရာပို့စ်ကူကိုရောက်သွားတယ်။ပို့စ်ကူက ျွန်တော်အာယုံကိုဖန်းစားလိုက်တဲ့လပူပူရဲ့တူတူပြောတဲ့ဂိမ်းနဲ့အမောင်ထဲမှာသူ့အပြုံးကိုသွားမကြည့်နဲ့ကြည့်မိရင်မနက်3နာရီမှမင်းနာမည်ကိုသူကခေါ်လိုက်မယ်တဲ့အင်တာနက်ပေါ်ကအလွယ်တကူဖန်တီးထားတဲ့ဇလန်းလေးလို့ထင်မိတယ်ဒါပေမဲ့အယုတ်ကကျွန်တော်အေကန်းစင်ပေါ်မှာထုတ်ပို့ထားပြီးသားရှိနေတာပဲည2နာရီခွဲလောက်မှာဒါကိုစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ်မီးရအကုန်ပိတ်ပြီးဆိုပါပေါ်ထိုင်ရင်အယုတ်ရဲ့မျက်နှာပေါ်လာအောင်အထုတ်ကိုဖြီးလိုက်တယ်သူ့အပြုံးကပြတင်းပေါက်ကလာရောက်အောင်မှဖြတ်တော့စွာတောက်ပနေတယ်အိမ်ထဲမှာ နိုင်တဲ့တခုတည်းပဲတည်တင်းတင်းမြင်နေပြီးတခြားအားလုံးကတိတ်ဆိတ်နေတယ်ကျွန်တော်စိုက်ကြည့်နေမိတယ်မိနစ်တွေတစ်ခုပြီးတစ်ခုကုန်သွားတယ်မျက်ခွန်တွေလေးလာပြီးဒါကိုရေချင်လာတဲ့အချိန်မှာပဲအသက်ရှူတဲ့နေရက်သွားတယ်ကလေးအတန်လိုမျိုးတခုခုကတူတူလေးပြောနေတာကိုကြားလိုက်ရတယ်ကျွန်တော်ထခွန်လိုက်ပြီးကြောက်လန့်သွားတယ်ကျွန်တော်ကတယောက်တည်းနေနေတာဒါကနောက်ပြောင်မှုမဖြစ်နိုင်ဘူးနားထဲမှာသွေးခုန်တန်တွေတုံတုံထွက်လာတယ်မဖြစ်နိုင်ဘူးငါစိတ်ကူးရင်နေတာပဲအဲ့လိုတွေးမိပေမဲ့ထက်ကြားလိုက်ရပြန်တယ် ုံးရှာခင်ကစားကြလားဒီတကတော့ကျွန်တော်နာနာမှာတိုက်ရိုက်ပြောနေတယ်လို့ပဲဆိုပါဘောကခုံထက်ပြီးလက်တွေကိုကိုရန်ရင်အဲ့ဒါကိုရိုက်ထုတ်ဖို့အဆင်သင့်ဖြစ်နေတယ်အဲ့ကန်ထဲမှာရုံပုံစံအရေးတစ်ခုကပြေးသွားတာကိုမြင်လိုက်ရတယ်လို့ပဲသတိထားရင်အဲ့ဒီအရေးနောက်ကိုလိုက်သွားပြီမဲ့ဘာမှမရှိဘူးထိတ်လန့်မှုနဲ့ကြောက်စရာကောင်းတဲ့လက်ပုပ်ပုပ်အယုတ်ကကျွန်တော်စိတ်ဝင်ညီတဲ့ကိုစိုက်ကြည့်နေတယ်လို့ပဲကျွန်တော်စိတ်ကငါ့ကိုလှဲစားနေတာလားလို့တွေးနေတော့ဖုန်းကတုံခါလာတယ်အဲ့ဒီတုံခါတန်ကြောင့်အော်ထွက်တော့မလို့ဖြစ်သွားတယ်လက်တွေတုံရင် ဖုန်းကိုကောက်ကန်လိုက်တယ်။ကျွန်တော်တူမလေးစီကစောက်တောင်ရောက်နေတယ်။ထူးဆန်းနေလို့တွေ့ရင်စာကိုဖတ်ကြည့်တော့ကျွန်တော်စေသားလို့ပူကြောက်သွားတယ်။ဦးလေးဦးလေးကကျွန်မနာမည်ကိုခေါ်နေတာကြားတယ်။ဘာလို့ပြင်းနေမအပြင်းမှာရှိနေတာလဲ။အချင်းကိုကြည့်လိုက်တော့မနေ့3နာရီခွန်းမိနစ်ကျွန်တော်မျက်နှာတွေကသွေးတွေစုပ်ယုပ်သွားသလိုခံစားရတယ်။ကျွန်တော်ကအေကန်လေးကမထွက်ခဲ့ပါဘူး။လက်တွေတုံလာပြီးတစ်စက္ကန့်မှမဖြုံးတော့ဘဲအမကိုဖုန်းခေါ်လိုက်တယ်။ဖုန်းမိသားအနေငယ်ထွက်ပြီးမှအမက အချင်းမို့သူနဲ့စိတ်ဆိုးတဲ့အတန်နဲ့ဖုံးကင်နေဘာလဲဣတန်အမအမတကားမဖွင့်နဲ့ပြတင်းပေါက်ဒီလမ်းမဖွင့်နဲ့အခု treasure ရဲ့အခန်းထဲသွားပြီးမြ мян ဘာကိစ္စလဲမင်းဘာတွေမမေးနဲ့လှုပ်ပြီးပါမြ мян အများဆုံးလှုပ်ပြီးပါအမက treasure ရဲ့အခန်းထဲရောက်တဲ့အထိဖုံးကင်ထားခဲ့တယ်တကားဖွင့်တန်ကြားလိုက်တယ်ခဏရက်နေပြီးမှ အမကဇဝေတဝါအတန်နဲ့ပြောတယ်။ "तू မအိတ်နေတဲ့ဘာမှမဖြစ်ဘူး။ဒါနဲ့ဘာကိစ္စလဲ။ကျွန်တော်ဘာမှမဖြစ်နိုင်တော့ဘူး။ဖုန်းကိုချပြီးလက်ဖို့ဖို့အယုတ်ကိုဆွဲယူကအိမ်ပေါက်ကနေထွက်ပြေးလိုက်တဲ့လမ်းတွေကဗလာချင်းနေပြီးမြို့ရဲကိုအပြေးလွှားဖြတ်သွားရင်အရှိတ်တိုင်းကလှုပ်ရှားနေတယ်လို့ပဲ။မှတ်တမ်းတင်နေလောက်တဲ့အချိန်အတွင်းအမတို့အိမ်ကိုရောက်သွားတယ်။အိမ်ထဲဝင်ပြီးထရီရှာကိုကြည့်လိုက်တော့ "तू မကဆောင်းအောက်မှာကိုင်းနေပြီးဘာမှမဖြစ်တယ်လို့အေးစေးအိတ်နေတယ်။အမကရှင်းပြဖို့တောင်းဆိုပေမဲ့ ျွန်တော်ကဘာမှပြောမထွက်ဘူးထရေးရှားရဲ့ရင်ပက်လေးတက်လိုက်ဆင်းလိုက်ဖြစ်နေတာကိုပဲငေးကြည့်ရင်လက်ထက်ကအယုတ်ကိုလှမ်းကြည့်လိုက်တယ်သူ့အပြုံးကအခုဆိုပိုကျဉ်လာသလိုပဲဖန်မျက်လုံးတွေကမိအလင်းရောင်အောက်မှာအသက်ရှိနေသလိုပဲအဲ့ဒီအချိန်မှာဒီအယုတ်ကိုထရေးရှားကမပေးနိုင်ဘူးဆိုတာသိလိုက်တယ်အိမ်ပြန်ရောက်တော့အယုတ်ကိုမိအောက်ခန်းနဲ့တန်းယူသွားတယ်လက်တွေတုံရင်တန်တစ်တာအဟောင်းတစ်လုံးကိုဆွဲထုတ်လိုက်တယ်အယုတ်ကိုအထည်ပြတ်ထလိုက်တော့တန်တစ်တာအောက်ချင်တဲ့အထည်အတန်ကကွန်ကရစ်ခန်းထဲမှာပြည့်တင်ထက်နေတယ်တစ်တာအဖုံးကိုတင်းတင်းပိတ်ပြီး ကျွန်တော်ပိုင်ဆိုင်ထားတဲ့အထူးဆုံးတော့နိုင်ခတ်လိုက်တယ်ပြီးတော့တူတူလေးရေရွတ်လိုက်တယ်မင်းဘယ်တော့မှထွက်မလာနိုင်ဘူးခဏလောက်တိတ်ဆိတ်သွားတယ်မြောက်ခန်းကပိုအစ်ဆက်ပြီးလေးလံလာသလိုလေတို့ကမလှုပ်ရှားတော့သလိုပဲရုတ်တရက်ငိုတန်တစ်ခုချလိုက်ရတယ်မိဘရိစီကပြင်းထန်တဲ့အဆက်ဆံမှုခံရတဲ့ကလေးရဲ့ငိုတန်လိုပဲငိုတန်ကပို့ကျဲလာတယ်ပို့ကျဲလာတယ်ဒါပေမဲ့ကျွန်တော်ကဒီထောင်ချောက်ထဲထပ်မကြတော့ဘူးလဘဘုကမင်းကိုသူ့ရဲ့စံနာအတိုင်း ပုံသွင်းမှုနှီးမျိုးစုံနဲ့ကြိုးစားတယ်။လူဒီကဒီအယုတ်ရဲ့ရူးသွမှုတဲ့မနစ်မြုပ်ပဲမနေနိုင်ကြတာကြောင့်ဖြစ်မယ်။ကျွန်တော်အပေါ်တက်ကိုအပြေးတက်လာပြီးမြေောက်ကန်တကားကိုတင်းတင်းပိတ်ကတော့ခတ်လိုက်တယ်။အရင်ညမှာမအိတ်ခတ်ဘူး။မိအားလုံးကိုဖြန့်ထားရင်စူပါအော်မှာထိုင်ရင်းနေထွက်လာကိုစောင့်နေခဲ့တယ်။မနက်ခင်းရောက်တော့ကဘာကြီးက ပုံမှန်ပြန်ဖြစ်သွားသလိုပဲအယုတ်ကိုတော့ခတ်ထားပြီးတူတူလေးပြောတဲ့နေကပျောက်သွားတယ်။ Treasure လည်းဘေးကင်းတယ်။ဒါပေမဲ့တခုကကျွန်တော်စိတ်ထဲမှာစွဲနေတဲ့ Treasure စီကစာတော်က ကျွန်တော်ဖုန်းထဲမှာရှိနေတော့မယ်နောက်ပိုင်းမှာသူမကအဲ့ဒီစာကုန်မပို့ခဲ့ဘူးလို့ပြောတယ်အဲ့ဒီညကဖြစ်ရတစ်ခုလုံးကလှုပ်ဝက်ဆန်းကျင်နေတယ်မိကုန်းတရာဇန်လောက်ရှိပေမဲ့အဖြစ်တစ်ခုမှမရှိဘူးအယုတ်ကကျွန်တော်နဲ့ထရေရှာကို တပြိုင်တည်းဆုံးအတက်နဲ့လှည့်စားခဲ့တာလားသူမကကျွန်တော်အတန်ကိုတကယ်ကြားခဲ့ပြီးမကောင်းဆိုးဝါးတစ်ခုခုကသူမကိုထိ ंछ ုပ်ထားချိန်မှာအိပ်ပျော်သွားတာလားကျွန်တော်သိတာကဒီရုပ်ကိုမြေအောက်ခန်းထဲကတစ်တာထဲမှာထာဝရတော့ခတ်ထားမယ်အကယ်၍ဒါကထွက်လာခဲ့ရင်ကျွန်တော်အိမ်ကနေအသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့မထင်တော့ဘူး